ပွန့်တဲ့ကောတတ်နေကြည့်တယ်ရင်းဆက်ကြမ်းကြုတ်တဲ့စိတ်ဓာတ်ရှိနေရမယ်ပြုလက်ကိုကြည့်လိုက်လို့ရှိရင်ရဝါရီရဲ့ပြေးရည်နဲ့အမြဲတမ်းမြင်ကြံပြေးကြံပြီးတော့နေတယ်ပြေးကြံတော့လည်းအမြဲတမ်းရှိသူတော်ဘာတွေကိုသက်ပြန့်ဖို့ပုတ်ခတ်ဖို့ရှင်းပန်းဖို့နှိမ့်ချက်ဖို့မှသူစိတ်ဓာတ်ကအမြဲတမ်းတက်ဝင်ကြည့်နေတယ်လောကမှာလူတွေကြည့်ပေါ့ ဘုရားကသိချင်းအောင်ပြောလိုက်ရဆိုလိုက်ရရင်အားရကျင့်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားဘုရားကညှင်းပန်းနေရတာနှိမ့်ချနေရတာကိုပဲသိချက်မှာအမတန်အားရကျင့်နေတဲ့ပုဂ္ဂိုလ်တွေလည်းသိကြများနေအဲဒီလိုဘုရားကဒီကိုသတ်ဖြတ်ဖို့ညှင်းပန်းဖို့နှိမ့်ချဖို့လုံရရတဲ့အပေါ်၌သိတတ်ကအမြဲတမ်းတက်ဝင်ကြည့်နေတယ်ကလေးဘုရားမြန်ကြည့်လိုက်ပေါ့ကလေးလေးဖန်း ကလေးဖင်းကြီးလေးတွေမှာကျိုးလေးကြီးကလေးဆိုပြီးပြည့်ရမယ်ဆိုသိချင်းမပဲနေနေလေဒါတော့ပြောကြဟုတ်တယ်မဟုတ်လားမတ်တော်လေးတွေကိုခေါ်အောင်နဲ့လိုက်ပြီးပုတ်ဉာဏ်နဲ့လိုက်ပုတ်ဉာဏ်နဲ့လိုက်ပြီးဉာဏ်နဲ့ပြီးတုံးနဲ့ရိုက်စက်ပြီးဒီလိုပြည့်လို့ရတာကိုသိချင်းမှာအမြတမ်းဒီမြစ်ချက်အဲ့ဒီမတ်တော်လေးကိုနှင်းပယ်နှိမ့်တဲ့လုံလန်းခွင်အပေါ်နဲ့သိတတ်တာအမြတမ်းကိုပဲရှင်းနေတယ်ဒါတို့လာလိုက်တတ်တဲ့အမှုသူကြီးပြီးပုတ် ဒီလိုမဟုတ်လို့ငါညက်ပြီးမကောင်းဘူးဆိုတာကိုညာဓမ္မရိကတော်လကံမူပါဒီကတော်လကံတွင်ဆုံးမှအပြီးမဲ့လို့သူကဒီလိုငါကအပေါ်နဲ့စိတ်ဓာတ်ကအမြဲတမ်းကိုယ်ဝပြီးဒီလိုလေဆုံးရင်ဒီဘဒီလိုမရက်တွေကတားမြင်ဖို့အမြဲတမ်းဖြစ်ခြင်းနဲ့အဲ့ဒီတိုင်းကကိုယ်သရဝတ္တုကကြည့်လိုက်တော့အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်သူရဲ့အတက်ကိုတတ်ရမှန်တိမင်းမင်းရှင်ကောင်တတ်လျက်မှန်ဝင်မင်းမင်း ်ဒီမြအတင်းပြင်းပြပြီးတော့ရောက်ကောင်းတယောက်တန်းချပြီးတန်းတော့ရပါလေဝိမနိဒအဲ့တော့မျက်စက်ချမ်းကျုပ်တဲ့သင်္ခါရှိတဲ့လက်သက်မှာမွေးတွေအများနဲ့ကျွနေဘုရားဒီမှာတန်းချဖို့ညင်ပန်းဖို့သိစေဖို့ဆိုတဲ့လုံမင်းရက်တွေမှာသက်ဝင်ကြည့်နေတဲ့သင်္ခါရှိဘဝလေးပေါ်နိုင်ကျင်လာတဲ့သင်္ခါမရှိဘူးမရှိတော့ဘာဖြစ်လဲပန္နလိပန္တကဥဆောင်ကြီးတဲ့ဘုရားဒီကိုညင်ပန်းနှိမ့်စေတဲ့ကျမ်း ဘဝရင်ပေါ်မှာကျင်လာတဲ့စိတ်ဓာတ်မရှိတဲ့ဒီအကုသိုလ်ကံကြီးအဲ့ဒီကံကြီးကိုဖြစ်ပြီးစုံစုံပြည့်ကျင်ထားတဲ့ဝိသေစုံစုံဆောက်တည်ထားတဲ့လင်ကျိထားတဲ့ပုဂ္ဂိုလ်ဟာခန္ဓာကိုယ်ပြည့်စုံပြီးဒီမှာနောက်ကလည်းသံသာဟူ၍ဉာဏ်ဝိညာဉ်မရှိတဲ့မကောင်းမှုသူ့သူ့ရဲ့ဓမ္မတွေရဲ့လက်ရောက်ရာဖြစ်တဲ့အလိုအတာခန္ဓာကိုယ်ကိုအပြုခရပြုတ်ပြည့်စုံရဲ့ကြောက်ရောက်ရာဖြစ်တဲ့ဉာဏ်ရဲ့ကိုရောက်သွားတယ်ဉာဏ်ရဲ့ကလေးမှမသွားဘူး ဝါလို့တဲ့ဆန္ဒတတ်တည်းမှမရှိဘူး။ငရဲသွားလို့တဲ့ဆန္ဒတတ်မရှိနိုင်မဲ့လို့ရောက်မသွားရဘူးလား။ဟုတ်ကဲ့။ဘာကြောင့်လဲ။ဒီလိုကြောင့်ကြောင့်မိမိလွန်ကျူးထားကြတဲ့အကုသိုလ်ကပါဏိပန္ဒဥဆောင်နေတဲ့အကုသိုလ်ကဒီလိုကြောင့်ကြောင့်ပြုပြင်ထားတဲ့သောက်တည်ထားတဲ့ဒီအကုသိုလ်ကံကြောင့်ကိုယ်ခန္ဓာပစ္စည်းကိုပြည်ပြီးမှနောက်ခန္ဓာနဲ့ငြင်းရောက်ရှိသွားပြီ။အကိရိငြင်းမရောက်ခဲ့ဘူးဆိုရင်ဘာဖြစ်မလဲ။မဟုတ် အကြောင်းမနလို့မြင်ကတွက်လာပြီးတဲ့အချိန်ခါဘာဖြစ်မလဲလူဘအခုလို့လူလောကရောက်ရှိလာတဲ့အခါလူလောကအကြောင်းမနလို့ရောက်ရှိလာခဲ့မယ်ဆိုရင်အကြောင်းကတော့တတ်နေရောက်တော့တတ်တယ်မလာဘူးဆိုတော့ကတစ်ခါကပါဏိပါဒကံဒီကလည်းလုံကျူထားလို့တွက်မြင်မရောက်ဖဲနဲ့လူလောကအကြောင်းရောက်ရှိခဲ့မယ်ဆိုရင်ရောက်နေရဘဝမှာဘာဖြစ်လဲအပ္ပယိကောဟောတိအသက်ကျိုးတဲ့အဲ့တော့ကြောင့်ဖြစ်တဲ့ကျင့်ကြံကလည်းသူ့တက်ကိုတတ်ချင်း ဒုရဘာတွေကိုတတ်ဖြတ်ဉာဏ်ပန်းနှိမ့်စေခြင်းဉာဏ်စုံသောလက်ရှိဖြင့်ဘဝရီအပေါ်၌ကျင်နာကျင်းသိတဲ့စိတ်ထားရှိပြီအဲ့ဒီစိတ်ထားတွေကဘာဖြစ်လဲအသက်ဒုံကြီးအကြောင်းတစ်ခုဖြစ်တယ်ဒါကြောင့်အသက်ဒုရဟံလည်းအကြောင်းမရှိဘူးလားဒီပါရယ်ဘာအကြောင်းကံလဲ